စနေသားသမီးများနဲ့ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်နော်။သတ္တနာပိုင်းတွေ့ဖို့စနေသားသမီးများတွေအထူးဟောပြောမျှဝေပေးမှာနေပါယ်။ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုစနေသားသမီးများအစားဆုံးကြည့်ရှုကြပါ။စနေသားသမီးများဒီသတ္တနာပိုင်းမှာဆိုရှင်အင်္ဂါတနင်္ဂနွေနေ့ပုတ်တော့ဘူး။အဲ့လိုနေသားသမီးမျိုးနဲ့အတိုက်ခံအဖြစ်တော်နေရှိပါတယ်။အဲ့တော့စတူစီဝါးတွေပူပေါင်းဆောင်ရွက်တာမျိုးတွေက အထူးရှောင်ရမှာဖြစ်ပါတယ်။ ်အင်္ဂါသားသမီးတနေ့ဦးနေသားကြီးဘုရဝူသားသမီးဒီလရီရဲမှာဥပေါင်းဆောင်ရဖို့ရှိရဆိုတော့ခဏရက်ထားဖို့လိုအပ်ပါတယ်เนาะဒီကံလောက်ကြောပြတ်ပြီးမှလာပြန်လဲအသစ်စတင်တာမျိုးနေရပို့ပြီးတော့အောင်မြင်တတ်ပါတယ်အဲ့တော့ဒီကံလေးမှာကို့အနေနဲ့ဒီလိုနေသားမျိုးတော့မဟုတ်ဘူးကောက်ကြဇာတာပတိ စနေဆိုရင်တော့ရပါတယ်စနေစနေချင်းလည်းအကျိုးပေးပါတယ်ကောက်ကြာကာတာပေးတာသမီးဆိုလည်းအကျိုးပေးပါတယ်ဒီလိုနေသားသမီးမျိုးနဲ့စက်တူစီးပွားတွေပူပေါင်းဆောင်ရွက်မှုတွေအောင်မြင်တတ်ကြစနေသားသမီးတွေဒီစက်ကလပိုင်းမှာလူမှုရေးကိစ္စတွေအတင်းဖွဲ့ကိစ္စတွေဝင်မပါပါနဲ့ဝင်ပါလို့မရပါဘူးဘိုးဘလောက်ပဲစည်တနာထားထားထင်လွဲစရာတွေစိတ်ဝမ်းကွဲစရာတွေတွေ့ကြုံရတာဖြစ်ပါတယ်ဖွဲ့အစည်းထဲမှာပဲဖွဲ့ပြီးမှဆိုကိုကကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ ကြီးကဲ့စီတတ်ပါတယ်။ဒါကြောင့်အသင်အဖွဲ့တွေနဲ့မပြုတ်လို့ဘူးလို့အပ်ပါရင်နောက်တစ်ခုကကြာတော့ဒီကာလမှာစနေသားသမီးကကံကအပြောင်းလဲကြီးပြောင်းသွားတဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့ကိုကအကြံပေးလိုက်ရင်တစ်ဖက်လူကအောင်မြင်သွားတာမျိုးဟာဒီကာလမျိုးဖြစ်ပါတယ်။နေထိုင်မကောင်းတဲ့လူကိုကိုကစေးဝါးတက်စာလှူဒန်းပေးလိုက်တယ်။နော်စေးလေးတစ်ခုခုကိုဝယ်ပြီးတော့တိုက်လိုက်တယ်။အဲ့ဒီမှာအဲ့ဒီသူနာကကျမကြီးကောင်းသွားတယ်။ဒီလိုကံမျိုးထဲမှာကြာရောက်နေခြင်းဖြစ်ပါတယ်။ ဲ့တော့ကိုလက်နဲ့ထီသွေးသမျှကိုရဲ့ပါဇက်ကရေပြောသမျှအောင်ငင်းနဲ့ဩဇာအာဏာတွေညင်မာတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေအနီရောင်လေးအဝါရောင်လေးအစဲရောင်လေးရှောင်ရမှာဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့စနေသားသမီးများကအောင်မြင်တဲ့အိမ်တော်ကြီးဆိုရင်လည်းအောင်မြင်တတ်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့လည်းဝန်တာစရာလေးကတင်းကောင်းနေကြမယ်เนาะကိုချစ်မဲ့ ့အိုတန်မိုးထားတယ်လို့ကို့တကယ်ချစ်တယ်လို့တွေ့ရမယ်။အိမ်ဆောင်ကြီးမှဆိုရင်လည်းအရင်ကတည်းကကိုယ့်ရဲ့အိမ်ဆောင်ဘက်ကကို့ကောမှာကိုပြီးတော့ကောင်းမွန်စွာဆက်ဆံကြတာမျိုးတွေတွေ့ရတတ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့မှငွေကြေးပိုင်းမှာလည်းကိုကကံကောင်းနေရတတ်ပါလေလက်ထက်မှာလုံးဝပတ်စံမရှိဘူးဆိုရင်တော့မှကိုကိုငွေကြေးတွေကုညီမဲ့သူတွေပေါ်လာတာမျိုးတွေကဒီလိုကိန်းဒီလိုကံလာ ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေကဒီကာလမှာယာတူးတို့မဲ့အလောကန်ကြီးကောင်းမှုမဲ့ပညာရေးတွေအောင်မြင်တတ်ပါတယ်လူရှိလူခင် ပေါ်များမဲ့အပြိုလူပြိုဆိုရင်အိမ်နောင်ကြခင် ရှိပါတယ်အဲ့တော့ဖျားဝခီးတွေတောင်းရတတ်တယ်ပျော်ပွဲရှင်ပွဲတွေတောင်းရတတ်ပါတယ်စနေသားသမီးတွေပြောရမယ်ဒီကာလမှာဆိုရင်လုပ်ငန်းတည်တည်စတင်တာမျိုးတွေအလုပ်သိက်ကိုရှောက်တာမျိုးတွေ ရရှိတတ်ပါတယ်အလုံပြောင်းနေရပြောင်းနေကောင်းတယ်ရာသူတိုးဖို့ရှိတယ်နာသာတိုးဖို့ရှိတယ်အလုံနဲ့ပတ်သက်ပြီးရှောက်ထားတဲ့နေရအလုံနေရရရှိတတ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ကဒီကာလလေးမှာမိမိတို့အနေနဲ့ညက်စွာဖះရှင်ကိုမိမိတို့တရက်မှာစေဝါတက်စာကတ်လို့ပြီးနောက်တရက်မှာအဲ့စေဝါလေးကို နေတိုင်းမကောင်းတဲ့လူတို့အူကိုပြန်နေပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေဒီကာလမှာဆိုလို့ရှိလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဒီကားမရှိသေးတဲ့ကားနဲ့ပတ်သက်တာတွေအကျိုးပေးတဲ့เนาะကားတဲ့လဲမာတွေကားတဲ့ဝယ်ယူလာမျိုးတွေကောင်းတယ်အိမ်ချမ်းမြေလုပ်ငန်းမျိုးတွေကောင်းနေတတ်တယ်။အဲ့တော့စနေသားသမီးတွေအထူးအားဖြင့်စိတ်သားရှောင်ရမှာဖြစ်ပါတယ်။စိတ်သားလောဝမစားပါနဲ့။ဒီကာလမှာအရေးကြီးတဲ့ပိစာကြီးဆောင်ရွက်မယ်ဆိုရင်2ရက်3ရက်4ရက်16ရက်12ရက် ဲ့ဒီရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ပါသိကြပါအောင်မြင်တတ်ပါဟုတ်ဘူးเนาะဘလို့ကိစ္စမျိုးပဲဖြစ်ဖြစ်2ရက်3ရက်4ရက်7ရက်16ရက်ဒီမှာလောက်ပါအောင်မြင်ပါရဲ့အဲ့တော့စနေသားသမီးတွေကျမအနေနဲ့ဒီကတခုအသက်35နှစ်ရောက်နေလဲစနေသားသမီးများအခုဗီဒီယိုလိုက်လေးကိုကြည့်ရှုနေရဲ့ဆိုရင်မိမိတို့ရဲ့စီးပွားရေးတွေ မိမိတို့ရဲ့ဆုံးဖြတ်ချက်တွေမာယုံမှုကြောင့်စီးပွားရေးတွေကျသွားတာမျိုးတွေလက်ရှိအနှုတ်ကနေပြီးတော့မှအလုပ်ပြုတ်သွားတာမျိုးတွေအလုပ်ငယ်ရပြောင်းရွှေ့ခြင်းခံရတာမျိုးတွေအလုပ်လက်မဲ့ဖြစ်သွားတာမျိုးတွေ35နှစ်မှကျုံ့ဝတ်တတ်ပါတယ်။အဲ့တော့ခိုင်ရန်ဖြစ်ပွားတတ်ပါတယ်ခဏခဏခုပုံမှာရင်းပြုတ်တဘောမျိုးတွေကျုံ့ဝတ်တတ်ပါတယ်။ဒါကြောင့်ဒီ35နှစ်မှာကအမှုဖြစ်နေတဲ့သူကိုအုံကြီးလုံးဝမပေးပါနဲ့ ိမ်အောင်ရှိသူတို့ဆိုရင်တော့ဒီကာလမှာစကားမညားရအောင်စင်ကြင်ပြီးညီရမယ်။ကဲငွေကြေးကိစ္စတွေကူညီမယ်ဆိုရင်လည်းဒီကာလမှာလုံးဝမကူညီပါနဲ့။နော်ပြောချင်တာကတော့ဒီကာလမှာစိတ်တိုင်းနဲ့လုံးဝမစားပါနဲ့။အဲ့တော့ကို့အနေနဲ့ညံ့နေပြပြောက်ချင်တဲ့ဆိုရင်တော့မြတ်စွာဘုရားရှင်ရင်ဘတ်တော်မှာရွှေချပေးပါ။ဟူးနေမနဲ့ပိုင်းပါနော်။ပြီးရင်ရက်သက်စီလှူပေးပါ။ 35လေပေါ့ရက်က35လေအသက်35နှစ်ရှိတဲ့စနေသားသမီးဆိုရင်ရက်35လေအသက်28နှစ်ရှိတဲ့စနေသားမျိုး28နှစ်ကိုသူတို့ရဲ့မွေးနေ့တောင်းမှာကိုစားတူတန်းပေးလဲရတယ်ကိုကိုတိုင်းလှူလဲရတယ်အဓိကပြောချင်တာကကြတော့ကြပန်းအဖြူရောင်တွေ့တယ်ဆိုလို့ရှိရင်တော့တူတန်းပေးပါ မကြာခဏကြပန်းနေရှူပြီးတော့တာဆူတောင်းပေးပါရွှေရောင် နော် ठी နှစ်လက်ကရွှေ ठी နှစ်လက်ကိုစက်ချေကကလေးဒီလိုမျိုးလေးတို့ပြီးွားရက်စွာဖျားရှင်တို့ပါဒါဆိုရင်ဒီကာလမှာစနေသားညီကံကောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ interview ဖြည့်ဆိုတဲ့အခါမှာစာမွေးဖြည့်ဆိုတဲ့အခါမှာမိမိတို့အနေနဲ့ဒီကာလလေးမှာ အထူးဂရုစိုက်ရမှာကဒီပုံတော်ဘူးနေ့ညနေ3:00အိမ်လုံးအကြီးတလုံးပေါ့နော်တက်ကြီးရွယ်ပေါ့ဟိုးအပွားတက်ရောက်ပေါ့ဟိုအိမ်ကြီးနားမှာရှိတဲ့အတော်ကြီးအန်တီကြီးပေါ့ ေးလိုက်ပါဝယ်ပြီးတော့မှပေးလိုက်တာမျိုးပြုလုပ်ပေးလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အလုပ်ကိုင်းကြီးအိမ်ကိစ္စတွေအခက်ခဲတွေစင်ကြီးသွားပါလားနဲ့အဲ့တော့စနေသားသမီးရဒီကာလမှာနုပညာရှင်တွေဆိုရင်တော့အဆက်တွေကောင်းနေရမယ်ကိုယ့်ရဲ့နာမည်တွေကဒီစက်တရာပိုင်းမှာပို့ပြီးတော့လူသိညာလာမယ်ကိုယ့်ရဲ့အမှုပညာလုပ်ငန်းတွေလည်းပို့ပို့ပြီးတော့လုပ်ကံရတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေဒီကဏ္ဍမှာအုံးညော့15ညော့ပို့ရဲ့ ေစာရဲ့ဌာနမှာပန်းအိုးပိုးပြီးတော့လာလူလန်းထားလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့ဖုံးငယ်လေးတွေလည်းညင်ပြီးတော့မှကန်ကောင်းသွားပါလိမ့်မယ်